အားလုံးမင်္ဂလာပါမယ်နယူ channel ကနေအားလုံးကြိုဆိုပါရစေကျွန်တော်ဒီကနေ့မှာတော့ Note 4ရဲ့အသင်းရင်ကွင်းလီကစားသမား Elio Anderson နဲ့ပတ်သက်ပြီးတော့ကျွန်တော် pocket တစ်ခုမှာပိုလို့ပေါ်ပြလာတဲ့အခြေအနေတခုရှိပါတယ်ဆိုတော့ဒီကစားသမားဖြစ်သူရဲ့နောက်ဆုံးရအခြေအနေကိုကျွန်တော်ဆွေးနွေးတော့ရအောင်ပေါ်ပြအားလုံးမင်္ဂလာပါစားသမားတွေမင်္ဂလာပါဆိုတော့ Elio Anderson နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီပေါ်ပြလာတဲ့ပုံစံကိုကြည့်အောင်လို့ချင်း Manchester United ရဲ့အသင်းအားပေါ်ပြကွင်းလီနေရာအတွက် Elio Anderson နဲ့အစားထိုးဖို့အတွက်ကြိုးပမ်းနေမှုတွေကျွန်တော်တို့ရှိနေတယ်ကစားသမားဖြစ်သူကိုဦးစားပေးအနေနဲ့ ခေါ်ယူဖို့အတွက်စိတ်ဝင်စားမှုရှိတဲ့ပြင်ဆင်မှုတွေကြောင့်လှုပ်ဆောင်နေတယ်ပေါ့ဒီပလေယာကပေါ့ဗျာမန်ချက်စတာကိုနေတဲ့အသင်းအထီးကကွင်းလင်းနေရာအတွက်ပြင်မဲ့တစ်ခုဖြစ်တယ်ပေါ့ဒါပေမဲ့လို့ Northern Foreign အနေနဲ့ပေါ့ဗျာအဇန်နဝါရီကာလအတွင်းတွင်မှာဆိုရင်လွယ်လွယ်ပို့စင်တာနေပါလာမှုတွေချီကြောင်းကျွန်တော်ပေါက်ကက်မှာဖော်ပြခဲ့ပါတယ်ဆိုတော့အခုလက်ရှိ Northern Foreign အနေနဲ့တင်းစီစုံမှာကျွန်တော်တို့ရုံးကဲ့နေရတယ်ဒီနေ့ပြောလို့ချင်းအဲ့ဒီတင်းစီစုံတွေကလွယ်မြောက်ဖို့အတွက် သူတို့ရဲ့အဓိကကစားသမားတွေကိုကျွန်တော်တို့တခြားအသင်းတွေကိုရောင်းချမှုတွေကလှုပ်ဆောင်မှုတွေနေပါလာလို့ကျွန်တော်တို့ကမြင်ရတယ်။နော်တပေါ်ရဲ့အသင်းကလည်းဒီကစားသမားဖြစ်သူနဲ့လမ်းခွဲဖို့အတွက်ဒီကစားသမားဖြစ်သူကိုလဲလွဲဖို့အတွက်ကြိုးပဲ့နေတာ။တိုးတော်ညာလည်းလက်ရှိမှာအန်ဒါဆန်နဲ့နော်တပေါ်ရဲ့အသင်းကအဆင်ပြေလာမှုတွေရှိတယ်။ကစားဖို့တွေကလည်းပိုပြီးတော့ကျွန်တော်တို့ကောင်းမွန်လာတယ်။တနည်းပြောလို့ချင်းနော်တယ်ဖိုရီကွင်းလေနေရအဓိကကစားသမားအဖြစ်အီဒီယိုအန်ဒါဆန်ကဆက်လက်ပြီးတော့ရက်တင်နေတဲ့အတွက် စနဝိကာလာတို့တဲ့မာဒီကစားသမားဖြစ်သူကိုသူတို့အတင်ဘက်ကလွယ်လွယ်ဖို့စင်တာနေပလာတာပေါ့ဒါလေးပဲဖြစ်တင်ပါလေဘာဖြစ်လို့လဲဆိုတော့လက်ရှိသူတို့အတင်နေတဲ့ကျွန်တော်ခုနပြောသလိုပေါ့တင်းစစ်စုံတင်းမှာရောက်နေတဲ့အတွက်သူတို့ကရုံးကယ်မှုတွေရှိတယ်ဒီနေရာမှာအဲ NSN အပောင်းဝင်တခြားကစားသမားတွေကိုဇန်နဝါရီကာလအဲ့ဒီရာသီအလီလောက်မှလွယ်လွယ်ဖို့ကတော့ဘေးအတင်းမှစွန့်စားရေးမလို့ဟုတ်တယ်မလားတခြားအတင်းတွေကလည်းဒီလိုမျိုးကျွန်တော်စဉ်းစားမှာပဲ အထူးသဖြင့်မန်ချက်စတာအုံနဲ့အသင်းကကွင်းလင်နေရာအတွက်တခြားသောအသင်းကစားသမားတွေနဲ့ကြုံတို့ပြင်းပြထားတဲ့ခေါ်ဘူးလေကြုံတို့ရှိနေတာတိုးတော်ညာလေအီဒီယောအန်ဒါဆန်လောက်တခြားကစားသမားတွေကရေးပောင်မှုမရှိဘူးဆိုတော့အာအသင်းတက်ကတော့ဗောဗျာဒီတင်းကတော့တကယ်ကောင်းတဲ့တင်းတော့မဟုတ်ပါဘူးဘာဖြစ်လို့လဲဆိုတော့မန်ချက်စတာအုံနဲ့အသင်းကလက်ရှိကွင်းလင်ဖြစ်ပျက်နေတဲ့ပုံစံအစင်မပြေမှုရှိနေတဲ့အနေအထားတွေကကျွန်တော်ပြောင်းလဲမှုကိုရမှာဒီဇန်နဝါရီကာလအတိုးတွေမှာကိုကျွန်တော် ခေါ်ယူဖို့အတွက်လှုပ်ဆောင်ရမှာဒါပေမဲ့လို့တကယ်တည်းတွေ့ကြရအောင်လို့ချင်းနာစင်ကိုခေါ်မှုဆိုတော့ကျွန်တော်ဈေးနှင်းမှာမဟုတ်ဘူးဘာလို့ဆိုတော့သူတို့အတင်းကလည်းလဲမလဲရှင်မှုဒီလိုမျိုးအနေထားကျွန်တော်ကြုံလာပြီဆိုရင်ဒီကစားသမားဖြစ်သူတို့မတည့်မတရားဈေးတောင်းမှာဒါကကိုတင်တွေလုံးဝအခက်အခဲဖြစ်နိုင်တဲ့အရာတစ်ခုပေါ့ ျွန်တော်တို့ရှင်းဗီဒီယိုမှာလေးပြောသလိုပါပဲအက်ဒါဆန်နဲ့ပတ်သက်ပြီးတော့ကစားသမားပြည်သူကိုဇန်နဝါရီကာလမှာတော့မက်ရှယ်ဆောင်နေတဲ့အသင်းကခေါ်ယူဖို့အတွက်အခွင့်အရေးတွေနေပါမှုရှိတယ်။သို့တော်ညာလေလာမင်းနွေအတီးအပြောင်းပြစ်တစ်ခုမှာကစားသမားပြည်သူကိုတခြားအသေးတွေနဲ့အပြိုင်ခေါ်ယူဖို့တဲ့ကျွန်တော်တို့လှုပ်ဆောင်လို့ရတယ်။ဒီနေရာမှာကစားသမားပြည်သူကမက်ရှယ်ဆောင်နေတဲ့အသင်းကိုလေးပြောင်းလာရှင်တယ်။ဒီကိုကရီးယားသူနဲ့ဆန်နိုင်ရှိနေတာယူနိုက်တက်အသင်းကိုပြောင်းဖို့အတွက်ဆိုတော့ လူရသည်တို့ခုမှတော့ဒီ NSN ကိုခေါ်ဖို့အမေရိကန်စုဖြစ်ပါလိမ့်မယ်အခုဇန်နဝါရီကာလမှာသူတို့အသင်းဘက်ကလည်းအဓိကကစားသမား NSN ကိုလွှဲလွှဲဖို့အတွက်စီစဉ်ရှိမနေဘူးသူတို့အသင်းအနေနဲ့ကလည်းအစင်စရာတစ်ခုအောက်ဆုံးမှာရပ်တည်နေတဲ့အတွက်ရုံးကွန်ဖို့အတွက်ဒီကစားသမားတွေကိုကျွန်တော်တို့လုံးဝမှောင်းနေဖို့ရှိနေတယ်ဆိုတော့ ဒီလိုအနေထားတစ်ခုကမန်ချက်စတာအနေနဲ့အတင်းတက်ကိုလုံးဝလွေကူတဲ့အပြောင်းအလဲတစ်ခုတော့မဟုတ်ပါဘူးဇန်နဝါရီကာလမှာကျွန်တော်တို့တကယ်တမ်းဒီအန်ဒါဆန်ကိုမရလို့တခြားကစားသမားတွေလည်းငါတို့ကကျွမပဲဘူးဆိုရင်တော့ကျွန်တော်တို့အတင်းအတွက်ကလည်းခက်ခဲဖြစ်နိုင်တယ်လက်ရှိမန်ချက်စတာအနေနဲ့အတင်းအနေနဲ့ပရီးမီးယားလိပွဲစဉ်12ပွဲအဲ့ဒီအတိုးတွေမှာကွင်းလင်နေရာကဟာခွဲတွေတော်တော်များတယ်ကွင်းလင်ကကျွန်တော်တို့ပေါက်လာပြီဆိုရင်ကွင်းလင်ကမထိန်းနိုင်ဘူးဆိုရင် နောက်တဲ့ကစားသမားတွေနဲ့ဂိုသမားကဘလို့မှလုံလို့မရဘူး PKD ပင်းများလဲရာသီဒီမှာဆိုရင်ဂိုသမားနေရရော နောက်တဲ့နေရပါလွယ်ချက်ရှိခဲ့တယ်သို့တော်ညာလဲဒီရာသီမှာကတော့မက်ချဲစာအုံနေတဲ့အသေးရဲ့ဂိုးပေါင်းမှာကျွန်တော်တို့အဓိကလိုအပ်နေတဲ့ဆယ်နီလဲမဲတို့ဆိုရင်လည်း ရောက်လာပြီဖြစ်တယ်နောက်တဲ့မှာဆိုလေလီဆက်တို့မှာဒီနေ့တော့တက်တာလာပြီဖြစ်တယ်ဒါပေမဲ့လို့ကွင်းလင်ကမဖြစ်မနေအမေကကျွန်တို့ကြိုးပဲ့အောင်ထုတ်ဖို့လိုတယ်အန်ဒါဆန်ကိုမရဘူးဆိုရင်တခြားကစားသမားတွေကိုမက်ချဲစာအုံနေတဲ့အသေးက တယောက်လောက်ဖြစ်ဖြစ်ခေါ်တဲ့နေလို့ကျွန်တော်ကမြင်တယ်ဆိုတော့ညီကတို့နဲ့ဘယ်လိုမြင်ကြလဲအာအန်နာစင်နဲ့ပတ်သက်ပြီးတော့ဇန်နဝါရီကျွန်တော်တို့အပြောင်းရွှေ့ရသည့်အလေလောက်မှာခေါ်ယူနိုင်ခွင့်ရှိမလားဖက်မှာလည်းနော်တဖော်ရဲ့အတင်းကတကယ်လို့ဒီသာသမာဖြစ်သူကိုဇန်နဝါရီမှာလွှဲလဲမယ်ဆိုရင်ဈေးတွေဘယ်လောက်ထိတောင်းနိုင်ချေရှိမလဲဆိုတာညီကတူတယောက်အမြင်လေးတွေကိုကျွန်တော်ရဲ့ comment လေးမှာဝင်ရောက်ပြီးတော့လဲလဲဆိုရေးသားနိုင်ပါတယ်မက်ချက်ဆောင်နေတဲ့အသင်းကဒီတစ်ပတ်တင်းငင်းနေနေ6နာရီခွဲမှာစီခရစ်စီပီလီရဲ့အင်ကွေးမှာပရီးမီးယားလိပွဲစဉ်73ကိုတော်ရောက်ကစားဖို့ချိန်နေပါတယ် အတင်းအတွက်ကတော့နောက်ပိုင်းပွေးစဉ်တွေကရလက်တွေပြန်ဆိုးရလာတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ဆိုတော့အင်္ဂလိပ်ကြီးများတင်ပါတဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ထပ်လေးမက်ဆေ့ချ်အောင်နေတဲ့အတင်းနဲ့ပတ်သက်တဲ့သတင်းတွေရထုတ်လို့ရှိရင်ကျွန်တော်အနေနဲ့စူးစမ်းပြီးတော့တင်ဆက်ပေးပါမယ်အင်္ဂလိပ် Okay ပါ